ြောပြမယ်အဲ့တော့ကျွန်တော်တို့လူမျိုးလေးပါချီပါချက်တီကိုတောင်မှပဲဟိုလိုမလုံးနဲ့ဒီလိုမလုံးနဲ့ဟိုလိုမပြောနဲ့ဒီလိုမပြောနဲ့ဟိုလိုကမလှဘူးဒီလိုကလှတယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဟာအကုန်အမျိုးစုံကြိုးကုန်ဝေဖန်ရသေးတာလေအဲ့လိုကြတော့ဝေဖန်လို့ရလားအဲ့တော့ကျွန်တော်တို့ကလေနိုင်ငံအဆင့်ကျွန်တော်တို့ကတိုင်းပြည်နဲ့အဆင့်အလုံးလုံးကိုင်နေကြတဲ့သူတွေမှာလိုအပ်ချက်ကလေးတွေရှိတယ်ဆိုရင်နိုင်ငံမှာနေထိုင်တဲ့ပြည်သူတယောက်အနေနဲ့ ကျွန်မတို့ကဝေဖန်ပြတယ်သုံးသက်ပြတယ်ဒါကိုတိုက်ခိုက်တယ်ကြီးလာမပြောနဲ့မနာလိုတယ်ကြီးလာမပြောနဲ့နင်တို့လောက်ပါလားကြီးလာမပြောနဲ့ လူဆိုတာသူ့လမ်းကြောင်းနဲ့သူလုံနေကြတာလုံနေကြရတယ်ဆိုတဲ့နေရာမှာတခါတလေကျရင်တွေးလိုက်တဲ့အတွေးလေးတွေကချော်သွားတာလေးတွေရှိရဲလိုအပ်သွားတာလေးတွေရှိရဲဒါကိုဘေးကလူတွေကစင်ပေါ်မှာနေနေတဲ့သူကကိုယ့်ရဲ့အမားအောင်မမြင်ရဘူးစင်အောက်ကနေကြည့်နေတဲ့သူကမီးအောင်အောင်မှာသူ့ရဲ့အမားလေးကိုမြင်နေရတယ်ဒါကြောင့်မလို့ဒါလေးကတော့ဖြစ်ဒီလိုမလုံနဲ့ဟိဒါလေးကတော့ဖြစ်ဒီလိုဆိုရင်မသိလျော်ဘူးဟေးလို့ပြောတာကိုမနာလိုနေတာလို့တိုက်ခိုက်နေတာလို့သူ့လိုလုံနိုင်လို့လားလို့ ਨੇ လာမပြောနဲ့ အလုံကြီးကင်ကြီးလုံနေကြတဲ့ဆိုတဲ့သူတွေနိုင်ငံအဆင့်လုံနေကြတဲ့သူတွေဆိုတဲ့ဟာကလေဟိုအစိုးရကနေဟို NGO INGO ဟိုတခါနေဒီပရဟိတအဖွဲ့တွေကအစာပြည်သူအတန်နားထောင်ရတယ်နော်အဲ့လိုပြောလို့လေကျမမလေးဟိုလို့ဝေဖန်လိုက်ပါလားဒီလို့ဝေဖန်လိုက်ပါလားဟိုအစိုးရကိုဒီအစိုးရကျမအစိုးရဝေဖန်နေတဲ့သူမဟုတ်ဘူးကျမနိုင်ငံရေးလုပ်တဲ့သူမဟုတ်ဘူးကျမကိုလာပြီးတော့မှအစိုးရလာမဝေဖန်ခိုင်းနဲ့ ကျွန်မနိုင်ငံကြီးလုပ်တဲ့သူမဟုတ်ကျွန်မနိုင်ငံကြီးပြောနေတဲ့သူမဟုတ်ဘူးတခုတခုဆိုရင်လူတွေကညံနေတာလားညံတိန်တာလားဘလို့လဲတော့မသိဘူးအမလေးသူ့သွားဝေဖန်လေကိုကြိုက်တဲ့သူကိုဝေဖန်မှာပေါ့ကိုရဲ့လွတ်လပ်ပိုင်ခွင့်လေ ဟုတ်လားနိုင်ငံရေးလုံးမှနိုင်ငံရေးဝေဖန်မှနိုင်ငံရေးအကြောင်းတွေပြောမှနိုင်ငံချစ်တာမှမဟုတ်တာကို looking ya looking ကြောင်းကိုရဲ့ဒီကိုကျွမ်းကျင်တဲ့နေပင်ကိုရဲ့ဆက်ဆက်ပတ်သက်ရာလက်ရှိ hot ဖြစ်နေတဲ့ဟာတွေကိုဝေဖန် ထောက်ပြတာဒီလဲဒါဒီလဲတစ်ဖက်တစ်လမ်းကနေပြီးတော့မှဒါအားလုံးကပါဝင်ပြီးအားဖြစ်နေကြတာပဲလေဟုတ်လားနိုင်ငံရေးအကြောင်းပြောမှနိုင်ငံချစ်တာမှမဟုတ်တာအဲ့တော့လာပြီးတစိမ့်မရှိရင်ပြောပါလားနိုင်ငံရေးအကြောင်းပြောဘူးမပြောဘူး ဝေဘန်းနာနဲ့ကျွန်တော်တို့ဝေဘန်းအကြံပြုတာနဲ့တိုက်ခိုက်အပုတ်ချတာနဲ့မတူဘူးနော်ကျွန်မပြောပြနေရဆိုတာဝေဘန်းအကြံပြုတာကျွန်မဝေဘန်းပြတာတိုက်ခိုက်အပုတ်ချတာဆိုတာရှိသေးတယ်တတ်တတ်တိုက်ခိုက်အပုတ်ချပြရမလားအပုတ်ချတာမဟုတ်ဘူးအမှန်ချပြရမလားဟမ်ပြောလာပြီးတော့မှ ဝီဘန်ထောက်ပြပြီးတော့မှထိန်းကြောင်းပြီးတော့မှပြည်သူကထိန်းကြောင်းပြီးတော့မှမဖြစ်တင်တာမဖြစ်အောင် တွေးတော်ပြီးတော့မှဖြစ်အောင်လို့တွေးမတွေးမိတော်လေးတွေတွေးမိသွားအောင်လို့မလို့အာစင်ကျင်မိသွားအောင်လို့မလို့မလို့ထောက်ပြနေတာကိုဝတိုက်ခိုက်တယ်အဲတိုက်ခိုက်တယ်ကြီးပြောနေမတိုက်ခိုက်ဘူးအမှန်တွေကိုပြောပြရမလားဖလန်ပြရမလားတိုက်ခိုက်တာမဟုတ်ဘူးတိုက်ခိုက်တာတဲ့တစ်ဆင့်မြင့်နေ ကျုပ်စကီးဖြစ်သွားမှာပေါ့တီတိုင်းပြောရင်ဟုတ်လားအားလုံးက behind the scene နေရှိကြတဲ့သူတွေကြီးပဲလေကင်းနေတာမှမဟုတ်တာအဲ့ဒါကိုလာပြီးတော့မှအောက်ဆွဲနေအောင်တိုက်ခိုက်တယ်တိုက်ခိုက်တယ်တိုက်ခိုက်တိုက်ခိုက်တယ်ဆိုတာဘယ်လိုလဲဆိုတာသိအောင်ပြရမလားနော်တိုက်ခိုက်တာမဟုတ်ဘူးဒါကတိုက်ခိုက်စရာမလိုဘူး လူဆိုတာ behind the scene နေရှိတယ်ဘယ်သူမှတရားရဂိုင်လုံးမှန်ကန်နေတယ်ဆိုတာမရှိဘူးအားလုံးကဒါထင်းချောင်းနဲ့အဆင့်ပဲရှိသေးတယ်တကယ်လို့တိုက်ခိုက်ခြင်းနဲ့တကယ်ကိုအစိုးမြင်စိတ်နဲ့ဆိုလို့ရှိရင် တိုက်ခိုက်เสียမလို့ဘူးအမှန်တရားတွေရှိတယ်စွဲလှန်လိုက်တာနဲ့တိုင်းဆိုဖြစ်သွားတယ်ရှိတာပေါ့လူတိုင်း behind the scene ဟုတ်တာလားနော်အဲ့လိုမပြောရဘူး ကျွန်တော်တို့ကထိန်းကြောင်းအောင်မှာပေါ့အမြင်မတော်တာလေးတွေတွေ့ကြတယ်ဆိုတူးနဲ့တူးလေးဒီလိုပဲသွားကြရမှာလေအကြံပြုကြရမှာလေဝေဖန်ထောက်ပြကြရတာလေဟုတ်လားခါလေးကြရင်အတ္တတွေမာနတွေကြောင့်မလို့မမြင်တာလေးတွေရှိရလေကျမတို့ပြောပါအောင်လားဇက်စင်ပေါ်မှာကနေတဲ့သူကမိအောင်အောင်မှာကနေတဲ့သူကတော့မမြင်ဘူးเนาะအောက်ကနေကြည့်နေရတဲ့သူတွေကမြင်တဲ့လိုအပ်ချက်တွေကိုမြင်နေတယ်ဟိုမှာမိကက်တွေကွက်နေတာလားဟဲ့အင်ကြီးမှာဘာဖြစ်နေတာလဲခြေချိုးလက်ချိုးတွေမှားနေသလားเนาะဘာဖြစ်နေသလဲမြင်နေရတယ် မိအောင်အောက်ကသူကကြတော့ကိုယ့်ရဲ့အမားယွင်းကိုမမြင်ရဘူးအောက်ကနေဘေးကနေကြည့်နေတဲ့သူတွေကဒီမိအောင်အောက်ကသူကိုမြင်နေရတယ်ဒါကြောင့်မလို့ဟေ့ခြေလှုပ်တာတော့မှားနေရနော်ဟေ့လက်လှုပ်တာတော့မှားနေရနော်ဟိုမှာမိကတ်တရားကိုယ်ကနေရနော်ဟေ့ဒီမှာဒီအဝေးစားနေရအဆင်မပြေဘူးနော်လို့အကြံဉာဏ်ပေးနေတာဝေဖန်တိုက်ခိုက်တာမဟုတ်ဘူးနော်ဟုတ်ပြီလားအဲ့တော့တိုက်ခိုက်အပုတ်ချတာမဟုတ်ဘူးဝေဖန်အကြံပြုတာနဲ့တိုက်ခိုက်အပုတ်ချတာနဲ့ကိုမကွေးပြားနေသေးဘူးမကွေးပြားနေသေးဘူး ်เนาะတကယ်တိုက်ခိုက်တယ်ဆိုလို့ရှိလို့ရှင်အဲ့လိုမဟုတ်ဘူးတကယ်တိုက်ခိုက်တော့နော်ဟုတ်ပြီလားနော်ပြီးရင်ရွှေအကြောင်းရွှေစုစာအုပ်အကြောင်းကျွန်မပြောပြမယ်ဗီဒီယိုဖိုင်လေးတင်ပေးမယ်နော်အများပြည်သူနဲ့တက်ဆိုင်တဲ့သူတွေကတော့အများပြည်သူရဲ့ဝေဖန်အကြံပြုတာကိုမခံနိုင်လို့မရဘူးမခံကျင်လို့မရဘူးခံရမှာပဲ ပြင်စရာရှိရင်လည်းပြင်ရမှာပဲငါဆွဲအတ္တနဲ့ငါလှုပ်ပေးတာငါကင်ပေးတာဆိုတော့မာနနဲ့နေလို့မရဘူးအများနဲ့တက်ဆိုင်တဲ့ဒူရင်ဟာအများရဲ့ဝေဖန်အကြံပြုတာကိုခံနိုင်ရမယ်မခံနိုင်လို့မရဘူးနော်ပြောတိုင်းခံနေရမှာလားပြောနေတဲ့စကားလုံးတွေထဲမှာကိုအတွက်လားသူအတွက်လားဆိုတာတော့ဝေဖန်စီစစ်ပိုင်းခြားပြီးပြင်သင့်လာရှင်ပြင်ရမှာငါတို့လှုပ်သမျှမှန်တယ်ငါတို့ပြောသမျှမှန်တယ်ဆိုပြီးတော့မှတော့ငါတကောကောလို့မရဘူး မာမာနာတွေနဲ့မောက်မာထောင်လွားလို့တော့မရဘူးเนาะဟုတ်ပြီလားဝေဘန်မခံနိုင်လို့လည်းမရဘူးဝေဘန်ညမှာပဲထောက်ပြကြမှာပဲเนาะအေးအဲ့ဒီကနေတစ်ဆင့်မြင့်လာလို့ဝေဘန်နာထောက်ပြတာကိုမခံနိုင်ရင်လိုအပ်တယ်လို့စစ်ဆေးအေးအေးယူတဲ့အချိန်ကြလို့ရှိရင်မကောင်းမှုဖြစ်ကုန်မှာ เนาะအဲ့တော့ဝေဖန်ထောက်ပြထင်းချောင်းတဲ့အချိန်မှာပြင်လိုက်ရင်ကောင်းတယ်အဲ့ဒီကနေတဆင်မြင်လို့ဝေဖန်တန်းနေတိတ်ဆူညံသွားတယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုရင်စစ်စစ်အေးယူတာဖြစ်သွားလိမ့်မယ်เนาะအဲ့ဒီဆိုမကောင်း